ွှေနဲ့တောင်ဖျားဆိုရင်ရွှေတောင်မြို့တောင်ဘက်၄မိုင်အကွာမှာရှိတဲ့ဒေဝကီရီခေါ်တဲ့ရွှေနဲ့တောင်ကုန်းမြေပေါ်မှာတည်ရှိပါတယ်။ဇေယီတော်ဆိုင်ရာတမိုင်ဟောင်းတမိုင်လက်များအပြင်ပါဏိဘာသာဖြင့်ရေးသားထားတဲ့တမိုင်သစ်စသည်ဖြင့်ထင်ရှားရှိပါတယ်။တမိုင်အစိုးရမြတ်စွာဘုရားသခင်ဟာတပ်ပညုဒရွှေညံတော်ကိုရတော်မူပြီးတဲ့နောက်တနှစ်မြောက်ဖြစ်သောတက္ကရတရ၄ခုနှစ်တွင်ရာဇကြိုပြီးဝေလူဝံကြောင်းတိုက်မှယခုရွှေနဲ့တောင်ဖျားတည်ရာဒေဝကီရီတောင်သို့ အရန်တန်ကမပါပဲကိုရောတပားတဲ့သာလျင်တောင်စောက်နယ်ကြီးအသွင်ဖြင့်ကြွားရောက်တော်မူခဲ့ပါတယ်။ထိုကာလကရင်းတောင်ကြီးရဲ့အနီးမှာရှိတဲ့ယခုရွှေတောင်မြို့နေရာဖြစ်သောကိစနာဂီရိဏီကုန်းသူဏီကုန်းသားတို့ကပါတာအလိုက်ဇေယိုက်အားလျော်စွာနတ်ကိုးွယ်ကြရာထိုတောင်ကြီးပေါ်၌နတ်ကွန်းဆောက်၍တပေါင်းလာတိုင်းထိုတောင်စောက်နယ်ကြီးကိုစီးကပ်ပါတာတင်မြှောက်ပူဇော်ခဲ့ကြပါတယ်။ဒေဝဂီရိတောင်ထိပ်ပေါ်သို့ဖျားရှင်ကြွားတော်မူသည့်ကာလနတ်မြမာတို့လည်းပူဇော်ရန်အတိအကျရောက်လာကြကုန်ခဲ့ပါတယ်။ တို့အခါတောင်အလုံးဟာဖျားရှင်ရောင်ကြီးတော်တို့ဖြင့်တလျက်လျက်ထွန်းပ၍နေပါတယ်။ကျင်းတို့အလျံဝါတောက်ပဘုံကိုမြင်ရသောဤကုန်းသူဤကုန်းသားတို့ကတန်တော်ဖြစ်ကနောက်တနည်းနဲ့နဲ့တွင်တောင်တို့တက်၍ကြည်ရှုကြရ။